မန်လေးတိုင်းဒေသကြီးပလိမျိုးကပန်နာချီမြင်းနဲ့ထဲလေးဆက်ယုံမှာအလုရှင်အလုသမားသဘောတူစာချုပ်ကိုအလုရှင်ကချိုးဖောက်ခဲ့တာကြောင့်အဲဒီဆက်ယုံကအလုသမား300ကျော်ဟာဩဂုတ်လ12ရက်နေ့ကမန်လေးမြို့မှာဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြအလို့သမားတွေဟာတပိတ်မောက်ထားတာရက်ပေါင်း80ကျော်ကြာနေပေမဲ့တဆန်ရာတောင်ရှိသူတွေကတစုံတရာဖြစ်ရှင်းပေးတာမျိုးမရှိတာကြောင့်အခုလိုမန်းလေးမြို့ထိလာရောက်ဆန္ဒပြနေကြတာပါ။ဘာပြောကနာညောင်းမနဲ့ဟောင်းလေးကပလိဆိုင်အောင်ကနာဆိုင်အောင်မှာဘိမောက်နေတာရပေါင်း80ကျော်ကြာပြီ။ကျမတို့လူသမားတွေဘက်ကလှုပ်ဆောင်နေလှုပ်ဆောင်ချက်တွေကတော့ပုံမှန် လူကြီးတွေအများဆုံးလာပြစ်စစ်မိဖို့လိုအပ်ပါတယ်။တကယ်ရင်မှာလာပြစ်စစ်မိနိုင်မှုဒီလိုပဲဆိုရင်ကျမတို့ကဥပဒေပေါင်းလေးကတောက်လုံးလုံးရတဲ့အခြေအနေရောက်ပုံလုံးရှိနေတဲ့အတွက်နောက်ဆုံးစစ်နေနဲ့လူကြီးတွေရှိတဲ့ဆိုကျမတို့တွားပြီးတောင်းဆိုဖို့ရှိတော့ပါတယ်။အလုတ်သမားတွေကအလုတ်ရှင်အလုတ်သမားသဘောတူစာချုပ်ပါအတိုင်းအလုတ်ချိန်တပတ်ကိုနိုင်ပေါင်း54နိုင်နဲ့ပိတ်ရနေရရှိဖို့တောင်းဆိုနေတာဖြစ်သလိုအလုတ်ရှင်ကလည်းချီမြင်ဆက်ယုံဖြစ်တာကြောင့်အလုတ်သမားဥပဒေအတိုင်းတပတ်ကိုတရက်သာပိတ်ရထားရှိပြီးအလုတ်ချိန် ်나이ပေါင်း58나이အလုပ်လုပ်စေလိုတာဖြစ်ပါတယ်လုပ်ငန်းပေါ်မှာ AC တော့ပြောလို့ရတယ်အဲတော့လို့ရှိရလဲလိုက်တော့ပြောပြဒါပေမဲ့လို့306လာ2016ရောက်တဲ့ချိန်ထိအောင်လို့ရှိရလိုက်တော့ရှိနေတယ်ထပ်ထွက်တယ်လို့လုပ်သမားတွေကဒီဆက်လို့ရှိပါထိုင်ပြီးဆိုရင်တော့ဆိုအဲ့လိုတော့နေပါတယ်ပြီးတော့ဒီ306လာ2016ရနေ့ဒီအဲ့ရပါမယ်သူတောင်းဆိုချက်ချင်းပါပဲကျွန်တော်ဒီမှာရှိခဲ့တယ်ဘုန်းကြီးတော်တော်မှာရှိတယ်တိုင်းကိုစည်းမှုတွေစူပေါင်းပြီးဆက်ရောက်မှာတော့ ရှင်းပြတယ်လို့ရှိုံလဲဒါမှမဟုတ်လို့မရဘူးစာချုပ်ကတက်တန်းရှိသေးတယ်စာချုပ်ကနိုင်တာအဲ့လိုပြောပြလို့ချင်ပါလေးရက်6လ9000ကျော်တို့ရုပ်ခေါ်ပြီးတော့လို့ရှင်ဒီစာချုပ်တွေကိုနိုင်တာမယ်ဟုတ်ကဲ့လို့မရဘူးဆိုတော့တရုတ်ကညွှန်သားတာရွေးရုံနဲ့လို့ဘောအစီအစဉ်ပြီးတော့ဟုတ်ကဲ့လို့ပြောချင်ပါနာချင်မြင်တဲ့အထက်လေးဆက်ရုံကိုအလုတ်သမားတထောင်ကျော်နဲ့လက်ပတ်နေတာဖြစ်ပြီးတပိတ်မောက်အလုတ်သမား300ကျော်ဟာအရင်ကပလိတ်ချင်မြင်တဲ့အထက်လေးဆက်ရုံရဲ့အစိုးရဝန်ထမ်းတွေဖြစ်ပြီး ပန်နာကုမ္ပဏီကိုလွှဲပြောင်းလိုက်တဲ့အခါပုဂ္ဂလိကစက်ယုံ လုံသမားတွေဖြစ်နေဆက်လက်လုကင်နေကြတာဖြစ်ပါတယ်။စက်မှုဝန်ကြီးဌာနအပိုင်းပလေးချင်းမြအထယ်နဲ့ချောကင်စက်ယုံကို2023ခုနှစ်ကစပြီးပန်နာကုမ္ပဏီထံငှားရမ်းလုကင်ခွင့်ချပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။